ဒီနေ့မှာတော့ခန့်ချောကဒီမှာကိုရင်ဆောင်တွေအားလုံးအတွက်ပေါ့เนาะချောချောလတ်လတ် ဒါကိုဝင်နေမှဆိုပြီးတော့သူရေးထားတာဗောဟာတိုင်းချက်ချက်မှာရေးထားတဲ့အကြောင်းအရာလေးကိုပြောပြအောင်မယ်။ကိုဝင်ဆောင်တဲ့ဘဝမှာလည်းဟိုလှနေတဲ့အလှမတူးနော်။ဟိုမိမိမသားရဲ့အလှဆုံးအချိန်လို့ပဲပြောလို့ရတယ်။တချို့တွေဆိုအဲ့အချိန်ကျမှဟိုတိုးပြီးတော့စက်တွေရှိပြီးတော့လှနေရ။အဲ့တော့ကိုဝင်ဆောင်တဲ့ဘဝမှာဟိုလှပအောင်ဘယ်လိုနေထိုင်ရမလဲဆိုပြီးတော့အကြံဉာဏ်လေးတွေပေးထားတာဗောဒီချာနယ်ထဲမှာ။အဲ့တော့ပထမဆုံးတစ်ခုပြောထားတာအကြောပြက်တာဗောအကြောပြက်တာ ဖြစ်တယ်။ကိုဝင်ဆောင်တဲ့ဘဝမှာလူတိုင်းလူလိုဖြစ်ကြရတယ်။အဲ့လိုဖြစ်တဲ့အခါမှာအကြောမဖြစ်အောင်ပြေရော့အောင်ဘာလို့ခိုင်းတာလဲဆိုတော့သူကယောဂကျင့်နေတာ။ယောဂဟို ကုန်းဝေဆောင်တဲ့ကြီးကျင့်လို့ရတယ်ဒါပေမဲ့ကျင့်တဲ့အခါမှာလည်းဟိုဆရာနဲ့လေ့ကျင့်တာတော့ပိုကောင်းတာပေါ့နော်ဟိုဂျာနယ်ထဲမှာပါတာတော့နောက်ပြီးတော့ဟို TV DVD ခွေကြည့်ကြည့်ပြီးတော့ကြည့်မယ်ဆိုရင်လွဲသွားတာတွေပါလေဆိုခလေးနဲ့ဟုတ်တယ်ကုန်းဆောင်မြောက်ခလေးနေထားတွေပါလေလွဲသွားနိုင်တယ်အဲ့တော့အကောင်းဆုံးကတော့ယောဂကြည့်ပြီဆိုရင်ဆရာနဲ့တရားလေ့ကျင့်မှာနောက်ပြီးတော့ကုန်းဝေဆောင်တဲ့ကြည့်ရတဲ့ယောဂကျင့်စဉ်တွေတည်တံ့နေရှိတယ်လေအဲ့တော့အဲ့လိုမျိုးကြည့်မယ်ဆိုရင်ခုနကပြောတဲ့ဘိုက်ကျော်တွေပြတ်တာတတ်တာလေလို့ပြောတယ်နောက်တစ်ခုကကျတော့ဟိုမွေးမဲ့ရက်နဲ့အချိန်ကိုက်ပြီးတော့အဲဘယ်လိုလေ့ကျင့်ရမလဲဘယ်လိုအနေထားလေ့ကျင့်ခန်းတွေလောက်ပါဆိုတာကိုလေ ဲဟိုနိပြတွေကအဲ့ကြရင်ပို့ပြီးတော့ပေးနိုင်လိမ့်မယ်အဲ့တော့နိပြတွေနိပြတွေနဲ့ကျင်တာတော့အကောင်းဆုံးပဲပေါ့ပထမဆုံးအကြံဉာဏ်ပေးထားတာယောဂကျင်ခိုင်းတာ နောက်တစ်ခုကကြတော့စိတ်တဲ့ကလည်းသူကတက်လွယ်ကြလဲဖြစ်တတ်တယ်တဲ့အဲ့တော့ဘာလဲဆိုတော့တားဟုဆိုရင်ပို့ပြီးတော့အဲ့လိုစိတ်ခံစားမှုတွေပြောင်းလဲကြရလို့ပြောတယ်ဟိုစိတ်တဲ့ကတက်လိုက်ကြလိုက်တနေ့တနေ့အောင်မတူဘူးတဲ့ဟိုမွေးလာမဲ့ကိုယ့်ရဲ့ဒီခလေးလေးချောင်းကိုတွေးပြီးတော့ဟိုစိတ်လုံရှားပြီးပျော်နေတဲ့မိခင်လေးရှိတယ်နောက်တစ်ခါလေးကြလို့ရှင်လဲဟိုခလေးမိဖွားတော့မနီးလာတော့ကြောက်တာပေါ့နော်အဲ့တော့စိတ်တဲ့တွေကြတာမျိုးတွေအဲ့လိုမျိုးတွေတက်လိုက်ကြလိုက်ကဖြစ်တတ်တယ်တဲ့သူကဟော်မုန်းဓာတ်တွေပေါင်းဆက်ပြီးတော့ခံစားရတဲ့အတွက်ကြောင့်လဲပို့ပြီးတော့အဲ့ချိန်မှာသူပြင်းပြင်းထန်ထန်စိတ်တဲ့ကပြောင်းလဲတတ်တာပါတဲ့ အဲ့တော့ကိုဝင်းစဲရီအမြောက်အများပေါ့ဒီဒုက္ခကတော့ကြုံရတယ်လို့ပြောတယ်အဲ့ဒီခါမှာကောင်းကောင်းအနားယူရမယ်စိတ်ဖြစည်းမှုတက်တာစီမဲ့လှုပ်ရှားမှုလေးတွေအဲကာယလေးခြင်းငယ်ခုနပြောတဲ့ယောဂကျင့်တာမျိုးလေးတွေနောက်တကယ်ချင်းတဦးနဲ့တဦးပေါ့အဲ့လိုစကားပြောတာလေးလှုပ်ရမယ်အရန်ကိုစိတ်သက်သာနေတော့ဆရာဝန်နဲ့ပြဟိုင်းထားတယ်ဘာလို့ဆိုတော့ကိုဝင်းစောင်းစဲတယောက်မှလည်းသူမိဖွားခံဒီမှာစိတ်သက်ကအိုတက်တက်နေမှာစိတ်သက်အရန်ကြနေမယ်ဆိုရင်အဲ့ဒီရရရှိနိုင်တယ်နော်ဟိုကျမကြီးကစိတ်နဲ့လည်းဆက်နေရအောင် ဒါဒုတိယတစ်ခုနောက်တစ်ခုအလှပနဲ့ပတ်သက်ပြီးအကြံပေးထားတဲ့ဇပင်အလှပြင်နာနဲ့ပတ်သက်ပြီးတော့ဟိုကိုယ်ဆောင်တဲ့ဘက်မှာတချို့တွေကဇပင်ဆေးဆိုတာမျိုးတွေပိုင်းလှုပ်ချင်ကြတယ်လीအဲ့ဒါနဲ့ပတ်သက်ပြီးအကြံပေးထားတယ်ဇပင်နေရာတွေအဲ့ချိန်ကျရင်ဘလို့ဘလို့ထင်ရလဲဆိုတော့ကိုယ်ဆောင်တဲ့အချိန်ကျရင်ပို့ပြီးတော့ထူလဲနေတယ်လို့ခံစားရတယ်တဲ့သူအကြောင်းရရှိတယ်တောင်းမဲ့အချိန်မှာဇပင်နေရာတော့ကျွတ်တတ်တယ်ဒါပေမဲ့ဒီအချိန်ကျရင်ဇပင်နေရာတိတ်ပြီးတော့မကျွတ်တော့ဘူးတဲ့ကိုယ်ဆောင်တဲ့ဘက်မှာအဲ့တော့ဇပင်နေရာပို့များပြီးတော့ပို့ထူတယ်လို့ထင်ရတယ်တဲ့အဲ့တော့အဲ့ဒီအချိန်မှာဇပင်ဆိုးဆေးကိစ္စကတော့ကောင်းတယ်လို့တော့ပြောလို့ရပါတယ် တဲ့ဒါမဲ့စီးဆိုးရမယ့်အချိန်ရှိတယ်အကောင်းဆုံးကတော့ကိုဝင်ပထမ3လပတ်လောက်ကြော်ပြီးမှဆိုးတာကောင်းတယ်တဲ့ကလေးအရင်နှုတ်နေသေးတယ်မကောင်းဘူးပေါ့နော်ကလေးမွေးပြီးလို့ရှင်တော့သပင်တွေကပုံမှန်အချိန်ထက်တောင်ပိုပြီးတော့ကျစ်ပါလိမ့်မယ်တဲ့ဒါမဲ့ကလေးမွေးပြီးတော့6လအတွင်းမှာကိုယ့်ရဲ့သပင်တွေအားလုံးကပုံမှန်ပြန်ပြီးဖြစ်သွားမယ်လို့ပြောတယ်ဒါကတော့သပင်နဲ့ပတ်သက်ပြီးအကြံပေးချက်လေးတွေနောက်တစ်ခုကအရေးပြားနဲ့ပတ်သက်ပြီးပြောထားသေးတယ်မိတ်ကပ်လဲနေကြတာပေါ့နော်တချို့ပုံမှန်လှနေကြအောင်မိမိသားတွေဘောကဆိုမိတ်ကပ်မလဲရလဲမနေတတ်ဘူးအဲ့လိုမျိုးကြတော့လိမ့်မယ်ဆိုလို့ရှင်ပြောထားတယ်ပုံမှန်လဲ င်းနေတဲ့ဟိုအမျိုးသမီးအနေနဲ့တခြားဂယူးဆိုင်ပြီးတော့လိမ့်ရမယ်တဲ့အဲ့ခါကျရင်သူကအရေးပြားအစပြောင်းလဲသွားနိုင်တယ်လို့ပြောတယ်ကိုကငကူကအရေးပြားဆိုရဲဆိုမဲ့အဲ့ချိန်ကျရင်6တွေ့သွားတာဖြစ်တတ်တယ်အဲ့ဒါဆိုလို့ရှိရင်အရေးဒါမှမဟုတ်လို့ရှိရင် cream ပါတဲ့ make up foundation အောက်ခံအဖြစ်ပြောင်းပြီးတော့လိမ့်ပါတဲ့ပြီးတော့အပေါ်ကကြိုက်တဲ့ make up လိမ့်ပါတကယ်လို့အရေးပြားတဲ့အစီအရေပို့ပြီးတော့ထွက်လာရဲဆိုရင်တော့ foundation အဖြစ်ပေါင်နာလိုအမှုန့်မျိုးကိုခံပြီးမှ make up လိမ့်ပါလို့ပြောထားတယ်နောက်တစ်ခုကမျက်နှာပေါ်မှာအမဲရောင်ဆောင်းဝိုင်းနေအရေးပြားမညင်ညာရဖြစ်မယ်ဆိုကွန်ဆယ်လာလည်းတုံးလို့ရပါတယ်တဲ့ ်နောက်ပြီးတော့မိတ်ကပ်ကိုပေါ့အရန်ထူရောမဟုတ်ဘူးခပ်ပပလေးလင်းပြရမယ်နောက်မိတ်ကပ်ဘူးပေါ်မှာရေးထားတဲ့အညွှန်းစာတွေတေချာဖတ်ပါဗဒါတက်ပါတဲ့မိတ်ကပ်မျိုးပေါ့နော်ဒီအဲ့လိုမိတ်ကပ်မျိုးဆိုတော့နည်းနည်းရှောင်ခိုင်းတာရယ်အဲ့တော့အညွှန်းကတော့အရေးကြီးတာပေါ့နော်မတည့်လို့ရှင်တော့အန္တရာယ်ရှိတယ်မိတ်ကပ်ကလည်းနောက်တစ်ခုကတော့ဒါကိုဝင်ဆောင်အင်ဂျင်နဲ့ပတ်သက်ပြီးတော့ပြောထားတယ်အဲ့ဒီအချိန်ကဒီအင်ဂျင်လေးတွေဝတ်တာအရန်လာရယ်နော်ဟိုခိုင်းစောတော့ထင်တယ်ခါဝင်ထက်လေးအပေါ်ကဟိုအင်ဂျင်လေးနဲ့အောက်ကထမင်းလည်းဝတ်တာပို့ပြီးတော့အဆင်ပြေရယ်စက်တွေလည်းရှိမယ်ပြီးတော့ဟိုစင်ခက်တွေပါလည်းတွားရင်လည်းအဆင်ပြေရယ်အဲ့လိုမျိုးကြရင်တော့ ဟိုပကောင်းဒီအင်ကြီးလေးတွေပေါ့အင်ကြီးမျိုးစားနဲ့ပတ်သက်ပြီးပြောထားတဲ့အဲ့ချိန်ကျရင်ကိုကဝါလာနိုင်တယ်တဲ့။နောက်ကိုကဟိုပိန်နေဆိုရင်တော့25ပါအောင်35ပါလောက်တော့တိုးလာတယ်လို့ပြောတယ်ကိုဝင်ဆောင်တဲ့အချိန်မှာဟိုခလေးရဲ့ weight လည်းပါမယ်ထင်တယ်နော်။အဲ့တော့အဲ့ခါကျရင်ကိုကဘယ်လိုလဲဆိုတော့ fashion ချက်ကျလည်းဝတ်လို့ရပါတယ်တဲ့။ကိုဝင်ဆောင်အင်ကြီးကိုအဲဘယ်လိုလဲဆိုတော့ပေါ့ပပနဲ့ခြိတဲ့အသားကိုဝတ်တာတော့အကောင်းဆုံးပဲတဲ့။နောက်ပြီးတော့ဟိုအတွင်းညဝတ်စားတွေပေါ့ရင်သားကိုတေချာထောက်ပတ်မိနေတာဝတ်လို့ရတယ်။နောက်ဒေါင်းမြင့်ဖက်နဲ့စီးကျင်နေဆိုရင်ပွဲတွေပါလေကိုကသွားတော့မယ်။အဲ့ကြလည်းဟိုချင်းချက်ဖက်နဲ့မစီးကျင်ဘူးဆို လဲတော့အမြင့်ရောစိတ်လို့မရဘူးပေါ့တောင်းနှိမ့်နဲ့ဖက်နှက်လေးရွေးပေးရမယ်တပြေးတောင်းနှိမ့်ကြီးလဲလားခုန်တူလေးခုန်တူတော့တပြေးလေးပေါ့အဲ့လိုအနှိမ့်လေးစီးပြီးတော့ရွေးချယ်ပြီးစီးလို့ရပါတယ်တဲ့အောက်ခံကတော့ဖက်နှက်ရဲ့အောက်ခံကအမသာလေးဖြစ်ရမယ်တဲ့ ဒါကတော့ကိုဝင်ဆောင်မိခင်လောင်းနေအတွက်ပေါ့နော်။သူကအလှပတွေရောတော့ကျောင်းဝိုင်းနဲ့ပတ်သက်တာတွေရောအများကြီးပဲပြောသွားတာ။ဟုတ်တယ်နော်မိခင်လောင်းနေဘွားလည်းမလွယ်ဘူးနော်အများကြီးပဲပြင်ဆင်ရမှာဟိုကိုကမိခင်လောင်းဖြစ်လာပြီဆိုပြီးကိုရဲ့တာရင်းနိုင်ကိစ္စတွေမရှိဘူးဆိုတာလည်းမဟုတ်ဘူးသွားရမှာပဲအပြင်နေတော့ကိုကဟိုတတနည်းနည်းလေးတော့တတရဲ့နားလားပပလေးလည်းဖြစ်နေအောင်မှာဆိုတော့ဟိုဟိုအလားလားပပဖြစ်တယ်ဆိုတဲ့ညမှာလည်းခန္ဓာကိုယ်ကပြောပါဆိုပစ္စည်းတွေဝယ်မယ်ဆိုခုနကပြောဒေါမနက်ဆိုလို့ရှိရင်အဆင်မပြေပြန်အောင်အဲ့တော့တေချာလေးတော့ရွေးဖို့လိုတယ် ဟုတ်တယ်နော်ကိုဝင်ဆောင်နေအများကြီးခရူးဆိုင်ရတယ်နော်အဲပြောမယ်ဆိုရင်အဲ့ဟိုသူကိုဝင်ဆောင်နေနေကစိတ်ပြည့်စုံမှုကအဲ့အချိန်မှာရှိလာမှာပဲနော်အာတာမန်ဒီတိုင်းကကိစ္စမျိုးကိုဝင်ဆောင်နေအချိန်မှာဆိုရင်များသောအားဖြင့်ဟိုတိပူတာကြားပူတာပေါ့နော်အထီးကျန်လာကြတာအဲ့သူတို့ကပေါ့နော်တယောက်တည်းဖြစ်နေသလိုဖြစ်ကြတယ်ပေါ့နော်ဒီတော့အဲဒီဟိုအိမ်ခွဲနေတဲ့ဒီဇနီးမောင်နှံတွေဆိုပိုဆိုးတယ်ကိုရဲ့ဒီပြောပြောမယ်ဆိုရင်ခင်မွန်းဖြစ်တဲ့သူကအလုတ်သွားနေအချိန်သူတယောက်တည်းအိမ်မှာကျန်ငယ်အထီးအကျန်အဲ့လိုမျိုးပဲပေါ့နော်ဒီတော့ဟိုကိုဝင်ဆောင်လအဲ ဒီလိုမျိုးပေါ့နုနေသေးရဒါမွေးဖွားကန်ဒီမဟုတ်သေးဘူးဆိုရင်လည်းကိုအလုပ်ရှိရဆိုရင်အလုပ်မှာနေနေတာနည်းနည်းပဝန်းကျင်အတွက်ပျော်ပျော်ရွှင်နဲ့ကိုအထီးကျန်စင်စင်မဖြစ်တဲ့မဖြစ်တဲ့သဘောမျိုးတောင်ဖြစ်နိုင်တယ်နော်အဲ့ဒါအဲဒီလိုအချိန်လေးမှဆိုရင်အဓိကအထီးမကျန်ဘူးပဲအထီးကျန်စိတ်ညစ်ညစ်ကနေပဲအဲ့စိတ်ညစ်တာကနေပြီးတော့ကိုယ့်ရဲ့ကိုယ်ဝန်ကိုဂရုမဆိုင်မိဒါမျိုးဖြစ်လာတတ်တယ်နော်တေချာခရုဆိုင်မှာရမှာကဲအခုခိုင်ချိုကပြောပြသွားပြီထပ်ပြီးပြောဖို့ကြံသေးရနော်ခဏနေထပ်မှန်ပြီးတော့ဘုသူတရရရှိစီမဲ့အကြောင်းအရာရင်းနဲ့အတူတူပြန်လာခဲ့ပါဦးမယ်ရှင်